်အလုံးမင်္ဂလာပါခင်ဗျာမတ်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့တင်ပြတို့တင်ဆက်ပေးပါမယ်ဆိုတော့ဒီနေ့ကပုံမှန်ဆိုရင်တော့ပုံမှန်တော့မဟုတ်ဘူးနော်ပုံမှန်ချင်းနေမဟုတ်ဆိုတော့တကယ်ဆိုရင် မရိုက်ပဲနေမလို့ပါပဲနားမလို့ပေါ့နော်အဲတော့နည်းနည်းပြန်မှန်းလို့ခံစားနေရလို့တရက်လောက်နားချင်တယ်ဒါမဲ့လည်းတရက်ပြစ်ထားလို့ရှိရင်တရက်လုံးဟနဲ့ဘောနော်အဲ့လိုမျိုးလေမထားကြပါဘူးเนาะနေ့တိုင်းဒီပါဗီဒီယို တင်မင်းနေရာမှာအဲ့ဒီ comment တွေမြင်နေရမှာလဲစိတ်ချမ်းသာတာမို့လို့အပ်ပြီးတာဖြစ်ပါတယ်ပထမအဆုံးတည်င်းကတော့ခလီနေမကောင်းလို့ဆိုပြီးတော့စီကံတော့ပြတဲ့မိသားစုဝင်၃ဦးကိုခင်ဗျီလက်အောက်ခံဖွဲ့ပြီးပေါ့နော်ပြစ်တက်ခဲ့ဂိတ်ပါသူတို့ဘက်ကတော့အဲ့ဒီ KNY ဘက်ကတော့သူတို့အေးအေးယူမယ်လို့တော့ပြောပြီးမယ်လေเนาะနေရာတန်းကျတော့ထိတိရရောက်လဲမဟုတ်ပါဘူးသူတို့အေးအေးယူတယ်ဆိုတာထိတိရရောက်မဟုတ်ပါဘူး ခုအစောပိုင်းနေကကျွန်တော်တို့ဂျိုင်းစစ်ကြီးမှထင်ပါတယ်လမ်းလုတ်သားတွေအပြစ်မဲ့လမ်းလုတ်သားတွေသူကနေသူနေတဲ့ဟာကိုဆယ်နဲ့ကြီးနော်တက်ဖြတ်လိုက်တယ်တပုတ်နေရဲ့တလန့်လလူပါလလူနဲ့ထုံးစံတိုင်းတပုတ်နေရဲ့လွှဲချချက်အတိုင်းပဲသူတို့ဖန်စီတက်ဖြတ်လိုက်တယ်အရေးယူမဲ့လူပြောရမယ်လဲနောက်ပိုင်းမှာတော့ဝေးလေလေဖြစ်သွားပြီးတော့ဘသူမှလည်းအရေးမယူပါဘူးနော်အခုလည်းနေမကောင်းလို့စီကံတော့ပြရတယ်နော်ခလေးလေးရက်သားလေးပဲရှိသေးတယ်ရက်သားလေးပဲတက်ပြတယ် စဉ်းစားကြည့်ဦးနော်နေမကောင်းလို့စီရင်တော့ပြတယ်ဒီမိသားစု၃ယောက်ပေါ့နော်အဲမိသားစုဝင်၃ဦးကိုတပ်ပစ်ခဲ့တဲ့အတွက်နော်အရေးယူမယ်လို့တော့ပြောတယ်ဒါပေမဲ့လည်းဒီအဖွဲ့တွေကတော့ဒုံးသာနိုင်မယ်ပြီးတော့မှာပါပဲနောက်တရင်ဘုကတော့အဲတစင်မြို့နယ်ကိုကျွန်တော်ကရွာနာမှာအမျိုးတဖုံဝင်နေတဲ့ PDF တွေနဲ့ပြစ်ခတ်မှုဖြစ်တယ်ပေါ့။ဒါကြတော့ PDF တွေက ဒီသူတို့ပိုင်တယ်လို့သူတို့ပတ်ဝန်းကျင်လို့လို့ ਨੇ ဆိုင်ငယ်တစည်းနဲ့လာလာလာလုတဲ့အချိန်ပေါ့နော်သနတ်ဒီလွယ်ပြီးလာလာလာလုတဲ့အချိန်မှာပြစ်ခတ်ဖန်စီတာဖြစ်ပါတယ်ဆိုတော့ပြစ်ခတ်ဖန်စီရော PD ရဲ့အလောင်းနှလောင်းရတယ်နော် M22 ပေါ့နော် M22 M22 သနတ်တလက်ရတယ်နော်ဆက်ဆက် KN နေတင်းစီရမိတယ်လို့သိရပါတယ်နောက်တဲ့နေ့ပေါ်တော့ဒါရေစကြိုမြို့နယ်မီတော်ရွာပေါ့သူတို့ မြည်တော်ဆုံးလားမြည်တော်လားအဲ့လိုမျိုးခေါ်နေနေတူပါတယ်တက်တက်တရွာရှိနေရှိမှာနော်ပြောတော့မြည်တော်ရွာအနီးမှာအဲ PDF ဖွဲ့နေတဲ့ထိတိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့နော် PDF အလောင်းနှလောင်းနော်လက်လုံးတနတ်ဒီအများအပြားတင်စီရမိခဲ့တယ်လို့သိရပါတယ်နောက်တဲ့နေ့ဘုကတော့တပိတ်ကျင်းမှာရတဲ့အောင်ပွဲပေါ့နော်အဲ့ဒါတော့စခန်းတိတ်နေတော့မတ်လ14ရက်နေ့ရတပိတ်ကျင်းမြို့နယ် နေမီရှင်းလင်းတဲ့စစ်ကြောင်းကဒီ TNL ဒီစကန်းချထားတဲ့နေရာတခုဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာလက်ဆက်သွေးမြောင်းနေတဲ့မှာပုံခုပြီးတော့ခုခံပြစ်ခတ်နေတဲ့ TNL ဒီကိုဖန်စီရမိခဲ့တယ်ဗောနအသေးဖန်စီရမိခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာနော်ဒီပခုံးထန်းလောင်ချတယ်တယ်ပခုံးထန်းနောက်ပွင့်လောင်ချတယ်ဗောနအဲ့ဒါတွေအပါဝင်တနက်လက်နက်ငယ်၃လက်စုစုပေါင်း၅လက်ဗောနလက်ကြီးနဲ့လက်လက်နက်ငယ်၃လက်စုစုပေါင်း၅လက် တင်စီရမိခဲ့တယ်။အလောင်းကတော့၃လောင်းပြီးတော့ဆက်သွယ်ရေးမြောင်းနေပန်းကားတွေတင်စီရမိခဲ့တာဖြစ်ပါတယ်။နောက်တဲ့ဒီဘက်ကတော့မတ်လ၁၄ရက်နေ့ကပါပဲ။အဲ့ဒါနောက်ချုံမြို့နယ်ဥမတိရွာနာမှာဒါ TNL အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။အဲ့ TNL အလောင်းတစ်လောင်းတိုက်81တန်တက်တလက်နဲ့ဆက်ဆက်ပစ္စည်းခဲရနေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တစ်ခုကတော့တရက်တဲ့ တတိယနှစ်ပုတ်ပြောမှာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီတောင်ခမ်းပေါ့တရက်ထဲမှာကုန်းနှကုန်းထပ်သိမ်းတယ်ပေါ့ဒီ TNL စခန်းကုန်းနှကုန်းထပ်သိမ်းတယ်ပထမသိမ်းတဲ့စခန်းမှာ အလောင်းနှလောင်း RPG တလက်နော်တိုက်81သနတ်တလက်သိမ်းစီရမိခဲ့တယ်ဒုတိယသိမ်းစီရမိတဲ့ကုန်းမှာတော့ဘာမှတော့မပြည့်ရသေးဘူးကုန်းပေါ်ကဆင်းပြေးသွားတယ်ပေါ့နော်တလက်လေး90ချက်ပြည့်ပြီးတဲ့အချိန်မှာကုန်းပေါ်ကဆင်းပြေးသွားတယ်ပေါ့ ်ပြောချင်တာကတော့ဒီပလောင်တွေကဘလို့မှခဏနိုင်တော့ပြေးပြီမနက်တန်ကြာပြီတစ်ချက်တစ်ချက်ခံပြစ်ပြီးပြေးပြီးပေါ့နော်အဲ့တော့စခန်းကုန်းတစ်ခုကိုတောက်ခမ်းမှာအောင်ရည်ချက်ဒိန်းစီနိုင်ခဲ့တယ်လို့သိရပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့ဒီ ISIS ရဲ့ဒီပေါ့နော် Islamic ဆိုရောက်အဖွဲ့ကနိုင်ငံကြီးမဒုတိယခေါင်းဆောင်တော့ရှိတယ်ပေါ့နော်နံပါတ်2ခေါင်းဆောင်တော့ရှိတယ်ဒီခေါင်းဆောင်ကိုအမေရိကန်ကတုတ်တင်လိုက်ပါတယ် တော့နေထွန်းကတော့သူ့ရဲ့လူမှုကွန်ရက်မှာထုံးတမ်းနိုင်ခက်ဝင်းဝင်ကြွကြွပေါ့နော်မေဂန်ကဘလို့တုတ်တင်လိုက်ဆိုတဲ့အကြောင်းရေးတယ်ပေါ့ဒါပုံခုနေတဲ့နေရာမှာဒါဘလို့ပြောရမလဲ assassination လုပ်တယ်ပေါ့နော်အဲမတိမတာမရှင်လုပ်ပြီးတော့စားဖြောက်တယ်ပေါ့ဆိုတော့ဒီလိုပုံစံမျိုးမြန်မာနိုင်ငံမှာလည်းလုပ်ဖို့လိုတယ်နော်အကြမ်းဖက်သမားတွေကိုနှိမ်နင်းတဲ့နေရာမှာနော်တရားချင်းမတရားချင်းမရှိပါဘူးတရားချင်းမတရားချင်းမရှိဘူးအဲ့တော့ ဒီလိုမျိုး mission တွေလုပ်ဖို့လိုပါတယ်ဒီလို mission တွေမြန်မာနိုင်ငံမှာမြင်ကုန်မမြင်ဘူးပေါ့နော်ဒီလိုတွေရှေ့ပိုကောင်းတယ်ပေါ့နောက်တရင်တဲ့ဘုတ်ကတော့ဒီကင်းပြီးနေမြောက်ပြည်မြို့နယ်ပတ်ဝန်းကျင်မှာပေါ့နော်မြောက်ပြည်နယ်ပတ်ဝန်းကျင်မှာမဲထော်တလီ KK ပတ်နေမြည်ဒီထဲမှာဗီဒီယိုဝင်လာပြီးတော့နော်ဒီ online ကြားဖြတ်လုပ်ဖို့အတွက်အာပြပားနေပြီးတော့ကုန်ကူးခံရတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်တော်မောင်းနဲ့ကိုလာပြီးတော့အတ္တမခိုင်းစေခံရတဲ့ နိုင်ငံသား160သောထပ်ပြီးတော့ထိမ့်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်ဖလန်းမြို့မှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပါပြီ။ဘာကြောင့်လဲဆိုတော့ဖလန်းကပြီးခဲ့တဲ့နှစ်ဒေယာစပြီးတော့ဖလန်းမှာရှိတဲ့ခလာ160စစ်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့လုပ်နေတာနော်။အဲအရင်ကကျွန်တော်ပြောသလိုပဲဖလန်းဖြစ်တဲ့အတွက်နော်ချင်းပြည်နယ်ဖလန်းဖြစ်တဲ့အတွက်အနေငယ်တော့ပို့ပြီးတော့ အာနည်းနည်းခက်ခဲမယ်ပေါ့ခုခံရတာခက်ခဲမယ်ဒီလေချောင်းတွေပါတွေအကအကွယ်အကူအညီပေးရတာတွေ drone အကူအညီပေးရတာတွေဒါတွေကလည်းခက်ခဲမယ်ထင်တယ်ဆိုတော့အနေတော့ပုံကြီးယူဆိုင်ဖို့လိုမယ်ထင်တယ်ဆိုတော့ဒီဘက်ကစစ်ကူပစ်ကူတွေနည်းနည်းလေးပို့ပြီးပေးမှရမယ်ဘာကြောင့်လဲဆိုတော့အချင်းနေကပိတ်ဆို့ထားတာကြာလာလို့ရှိရင်မကောင်းဘူးပေါ့နော်ဒီခလာရ268ပေါ့နော်ဖလန်းစခန်းကိုတိုက်နေတာ ခုနှစ်တွေကတိုက်ခဲ့တာအီအီရောနော်ဒီချင်းဖွဲ့တွေရောတိုက်နေတာဖြစ်ပါတယ်ခုချိန်ထိအဲခုခံထားနိုင်သေးဖြစ်ပါတယ်ဆက်ပြီးခုခံထားနိုင်ပါစီလို့ပဲကျွန်တော်ဆုတောင်းပါတယ်နော်နောက်သတင်းဘောကတော့နိုင်ငံတကာသတင်းဖြစ်ပါတယ်အဲ့ဒါကတော့ Hungary ဝန်ကြီးချုပ်ပေါ့ Peter Ava သူကဒီဥရောပအဖွဲ့တစ်ဖွဲ့တည်းမှာသူတနိုင်ငံနဲ့ကွဲထွက်တယ်နော်သူတယောက်တည်းရည်တည်ချက်တစ်မျိုးနဲ့နေရ6ဥရောပအဖွဲ့နဲ့သူတိတ်ကြီးမဆိုင်ဘာဒီတစ်ခေါက်မှာဘာဖြစ်လဲဆိုတော့သူက ဒီယူကရိန်းကို EU အဖွဲ့ဝင်ဖြစ်ကလက်မခံဘူးပေါ့နော်ဖယ်ရှားဖို့ပြီးလို့ရှိရင်ဒီ EU အဖွဲ့ဝင်ထဲမှာ ရှိတဲ့ဂျော့ဆူရောရဲ့ကိုယ်စားလှယ်တွေကိုလည်းဖယ်ရှားဖို့ဆိုပြီးတော့သူပြောတယ်အဓိကကတော့ဟိုသူသူအတွေ့အထိမှာပေါ့နော်ငကူရဲ့တော့ဂျော့ဆူရောနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ဟိုရှိနေတဲ့တူပါတယ်ယူကရိန်းနဲ့ပတ်သက်ပြီးရည်တိချက်တွေကလည်းအမြဲတမ်းတနေရာပဲနေတယ်သူသူလုံးဝ ယူကရိန်းနဲ့ပတ်သက်ပြီးတော့ပတ်မှုတိုင်းမပတ်မှုတိုင်းလုံးဝသူကြီးမဆိုင်ကြားနေပဲသူကပြီးတော့ဒီကြော့ဆိုတော့အဖွဲ့တွေရဲ့ EU ပေါ်မှာလွှမ်းမိုးမှုကလည်းတော်တော်ဆိုးတယ်ဆိုတော့အခုချိန်ဒီကြော့ဆိုတော့တန်တရားမဆုံးနိုင်သေးဘူးကမ္ဘာမှာနိုင်ငံကြီးအကြောင်းနေပြောရင်ကြော့ဆိုတော့ကပြစ်ထားလို့မရတဲ့သူစားမျိုးဖြစ်နော်အခုကသူမရှိတဲ့ချိန်မှာသူ့သားဆက်ပြီးသူကတော့ရှိတယ်တက်ကြီးသွားတဲ့ချိန်မှာသူ့သား Elizana Soro ကဆက်ပြီးတာကိုဥဆောင်နေတယ်ပေါ့နော်အခုဒါဒီနေ့ပြောမယ့်ထဲမှာအကြီးဆုံး တည်တင်းလို့ပြောလို့ရတော့တဲ့နော်ကျွန်တော်တို့အဲ့တည်တင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတည်ပါလိမ့်မယ်အရင်တော့ကဟိုဟာကျွန်တော်တို့တက်မလို့ဆိုရလက်ထက်မှာ VOE လိန်နေသည်နော်ဟို TVB လိန်နေသည်ဟို VOE ညာနေသည် RFI မကောင်းတဲ့နေ့လွင့်နေသည်ဆိုပြီးတော့ကျွန်တော်တို့နာမည်ကြီးခဲ့တဲ့နော် VOE နဲ့ RFI တည်တင်းဌာနတစ်ခုပေါ့သူတို့ရဲ့မိခင် agency ဖြစ်တဲ့ US AGM ပေါ့ ဒီအဖွဲကိုနော်ဒီအဖွဲပါဝင်အစိုးရဌာနတွေအများကြီးပေါ့ဒါပေမဲ့ပြောချင်တာကတော့ကျွန်တော်တို့ ਨੇ ဓာတ်ရိုက်တက်ရောက်မှုရှိတယ်နော်နိုင်ငံနဲ့တက်ရောက်မှုရှိတယ်ဒါ VOE နဲ့ RFA ပေါ့နော်သူတို့ရဲ့မိခင်ဌာနကိုဒေါ်နေထန်းစကိုင်ပါပြီဆိုတော့ဖြတ်သိမ်းမှုမဟုတ်ဘူးနော်တချို့မှားမှာဆိုဖြတ်သိမ်းမှုမဟုတ်ဒါပေမဲ့တော်တော်များများဖြတ်သိမ်းလူလီပါဖြစ်သွားလိမ့်မယ်အထောက်ပံ့နေရောသွားလိမ့်မယ်အဲ့ဒီကမြန်မာဝန်ထမ်းတွေ ထုတ်ခါပါလိမ့်မယ်သူတို့ရဲ့ immediate တွေကိုအဲစာရီရောက်လာပါလိမ့်မယ်အနာယူဖို့เนาะပင်စင်ယူဖို့စသဖြင့်ပေါ့เนาะအမျိုးမျိုးပြောလာပါလိမ့်မယ်တကြီးရွယ်ကိုရှိတယ်လေ ADPO ရော RFA တို့မှာသူတို့တွေကိုကန့်တတ်မှုတွေလုပ်ပါလိမ့်မယ်နောက်ပြီးလို့ရှိရင်ဒီဥပဒေเนาะဥပဒေပြဋ္ဌာန်းထားတာမဟုတ်တဲ့အရာတွေเนาะဥပဒေပြဋ္ဌာန်းထားတာမဟုတ်တဲ့အရာတွေကိုလုပ်နေလို့ရှိရင်ရတန်းကရက်ဒါမျိုးတွေလည်းပါတယ်ဥပမာပြောရရင် Voice of America နော်နောက်ပြီးလို့ရှိရင် radio free asia ပေါ့ဆိုတော့ radio free asia ဆိုလို့ရှိရင်သူက radio ပဲနော်အရင်ခေတ်တည်းက radio အနေနဲ့ရတယ်ဒီဘက်ကမှ social media platform တွေမှာတက်ပြီးတော့အဲ budget ပေါ်တဲ့ခါကျလွတ်ချင်တိုင်းလုပ်တယ်ပေါ့နော်ဆိုတော့သူတို့ကလည်း budget ကိုတော်တော်လေးတုံးခဲ့တာပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Donald Trump ရဲ့ဒီဘဲဥပုံရုံးခန်းထဲမှာ VOE သတင်းတောင်းနဲ့ပြဿနာတက်ကြတယ်ပေါ့ ဖီယိုတရင်နောက်နဲ့ဒေါ်နယ်ထရန့်နဲ့ပြဿနာတက်ကြတယ်ဒေါ်နယ်ထရန့်ကိုသွားမေးတယ်မေးတဲ့အချိန်မှာစကားအချိုးမပြေတဲ့ခါကျတော့ဒေါ်နယ်ထရန့်မေးတယ်ဘယ်ဌာနကလဲဟိုကလဲ Voice of America ရယ်ဗီဒီယိုရပါငါထင်သားပဲဆိုပြဿနာတက်ကြတယ်နော်ညိညိကြတဲ့သဘောပေါ့နော်အချိုးမပြေဖြစ်ကြတော့နော်ဘသူကဘလို့ဘလို့ပြောလဲနည်းနည်းဒေါ်နယ်ထရန့်ကတောက်ဒီပိုင်းနဲ့နှိုင်းပြီးတော့ပြောခဲ့တယ်ပေါ့နော်ထားလိုက်ပါတော့ဒါပေမဲ့ VOE နဲ့เนาะဒီ RFV တို့ကเนาะ ဘာသာစကားသူတို့ရဲ့မိခင်ကုမ္ပဏီပေါ့နော် USAGN ကဘာသာစကားပေါင်း64မျိုးနဲ့နော်ကမ္ဘာနိုင်ငံအသီးသီးကိုဝါရဖြန့်နေတဲ့ဌာနတွေဖြစ်ပါတယ်အခုတော့သူတို့ရဲ့ဒီလုပ်ငန်းတွေကိုရှော့ချပြီးအဆုံးစွန်ဒီရှော့ချမှာဝန်ထမ်းတွေကိုလည်းအ ਨੇ ဆုံးထားရမယ်နောက်ပြီးလို့ရှိရင်ဒီသူတို့ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့မဆိုင်တဲ့အရာတွေအကုန်လုံးနော်ဥပဒေတွေထဲမှာ ဟိုမပါဝင်တဲ့အရာတွေတမတ်ချေတက်တည်နေမှာမပါဝင်တဲ့အရာတွေအကုန်လုံးရက်ဆိုင်ရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးထုတ်တာဖြစ်ပါတယ်အသုံးစိတ်ကတော့တိတိတသာချော့ချိုက်ဖြစ်ပါတယ်ဆိုတော့ဒီလိုအမိတ်ထွက်လာပြီးတဲ့အချိန်မှာပဲအဲ VOE ဆိုလို့ရှိရင်ဒါနေ့စဉ်တိုက်ရိုက် live မထွက်လွှဲတော့ဘူးပေါ့နော်ဗီဒီယိုတွေကတော့တတ်တာလည်းမတွေ့တော့ဘူးပေါ့နော်ဒါနည်းနည်းလေးတတင်းတွေကတော့တက်နေစေဖြစ်ပါတယ်သူတို့ဒီအထဲမှာနည်းနည်းလေးကြက်ရိုက်သွားတဲ့သဘောမှရှိတယ်ပေါ့နော် နောက်ထပ်နိုင်ငံတကာသတင်းဘုတ်ကလည်းအဲအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတစ်ခုရည်မြင်မှာပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးရတဲ့ update သတင်းအရအ ਨੇ ဆုံးလူ73ဦးသေဆုံးတယ်လို့သိရတယ်။ဆိုတော့လေကြောင်းတိုက်ခိုက်မှုကရည်မြင်နိုင်ငံထဲမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။လူပေါင်း73ဦးထိဒါသေဆုံးမှုမြင့်တက်လာပြီဖြစ်ပါတယ်။မဘာကြောင့်တိုက်ခိုက်တယ်ဆိုတော့နောက်ရက်သတင်းမှာကျွန်တော်ထပ်ပြီးတင်ပြပေးပါမယ်။နောက်သတင်းဘုတ်ကတော့ဒါ March 15ရက်နေ့ကမန္တလေးဒေသကြီးတပိတ်ချင်းမြို့နယ်မှာ ဒါ TNLA အလောင်းနှလောင်းသိသိရမိခဲ့တယ်ပေါ့သိသိရမိလို့တိုက်ပွဲဖြစ်လို့သိသိရမိခဲ့တာဖြစ်ပါတယ်နောက်သတင်းတွေပို့ကတော့ကျွန်တော်တို့ဒီဗီဇာတွေတင်းကျပ်တာပေါ့နော်အမေရိကန်ကဒီအမေရိကန်နိုင်ငံတွေကိုဝင်ခွင့်ဗီဇာတွေတင်းကျပ်တဲ့ထဲမှာမြန်မာနိုင်ငံကဒီအုပ်စုတုံးစုခွဲလိုက်တယ်ပေါ့အုပ်စုတုံးစုခွဲတဲ့ထဲမှာအဝါရဲနောက်ပြီးလို့ရှင်ဒီလိမ်မော်ရဲနောက်ပြီးလို့ရှင်အနီရဲပေါ့နော်မြန်မာနိုင်ငံကလိမ်မော်ထဲမှာပါတာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့အတူ ဘယ်လာရုစ်နောက်ပြီးလို့ရှိရင်တိတဲ့နိုင်ငံတွေပြောရင်ဟေတီလာအိုနောက်ပြီးလို့ရှိရင်ပါကစ္စတန်ရုရှားနောက်ပြီးရင်တောင်ဆူဒန်ဒီလိုနိုင်ငံမျိုးတွေလည်းပါဝင်တာဖြစ်ပါတယ်ဆိုတော့သူကတော့ဒီဗီဇာမျိုးစား၃မျိုးကလေးမှာဗောနော်ဟိုကျွန်တော်တို့နိုင်ငံအုပ်စု၃စုပါဝင်ပြီးတော့အလုံမင်းတင်းချက်ခံရတဲ့နိုင်ငံမျိုးဖြစ်ပါတယ်အမေရိကန်နိုင်ငံနဲ့ဝင်ဖို့ဒါအလုံမင်းတင်းချက်ခံရတဲ့နိုင်ငံမျိုးဖြစ်ပါတယ် ။နောက်အနီရောင်အုပ်စုတွေမှာတော့အာဖဂန်နစ္စတန်တို့နောက်ပြီးလို့ရှိရင်ဘူတန်တို့ကျူဘာတို့အီရန်တို့နော်နောက်ကိုရီးယားတို့လစ်ဗျားတို့ဒါဒါတွေကတော့မဖြစ်နိုင်တဲ့ကိစ္စတွေပေါ့နော်ယီမင်တို့စီးရီးယားတို့ဒီလိုနိုင်ငံမျိုးတွေပါဝင်တာဖြစ်ပါတယ်။နောက်တစ်နည်းတစ်ပုတ်ကတော့ဒါထိုင်းနိုင်ငံထဲမှာအမြန်လန်းဆောက်လုပ်တဲ့အလုပ်ငန်းဝင်တစ်ခုပေါ့နော်။ပြူကြပြန်ပြီ။အဲ့မှာလဲထပ်ပြီးတော့အလုပ်သမားတွေတော်တော်များများတိတ်ဆုံးခဲ့တယ်လို့သိရတယ်။ တော်တော်များတည်ဆုံးခဲ့တယ်လို့ပဲတော်တော်များများလေးတန်ရာရခဲ့တယ်ပေါ့နော်။တော်မြန်မာပါဝင်တယ်လို့တတိယတော့မရသေးပါဘူး။ဒါကြီးကလည်းနည်းနည်းတော့ခက်တယ်ပါဆိုကျွန်တော်မြန်မာကမကြမကြဆိုသလိုပဲအဲတောင်ကိုရီးယားမှာသူ့အနေနဲ့သူလေရင်ဘုံမကျဲတာတော့မှမြန်မာလူမျိုးကအောက်မှာရှိနေပြန်တယ်ပေါ့နော်။အဲ့လိုအခြေအနေမျိုးရှိနေတဲ့ခါကျတော့မြန်မာမပါဘူးပဲမျောလင်းရပါတယ်။နောက်တစ်ခုကကျွန်တော်ဒီဒီရက်ပိုင်းကျွန်တော်ကုညီနေတဲ့မိဘေးကိစ္စပေါ့နော်။မိဘေးကိစ္စမှာဒီရွာကို လက်သုံးချောင်းထောင်တဲ့ရွာမကူညီဘူးဘာညာဆိုပြောမျိုးပြောတာမျိုးတွေတွေ့ရပါတယ်ဆိုတော့အဲ့ဒီရွာကတော်တော်လေးပြောရမကောင်းပြောရမကောင်းဆိုတာအဲ့တခြားတောင်းကျမ်းသူတွေရှိနေခါကျတော့ကျွန်တော်ထုတ်ပြောလို့မကောင်းเนาะသူတို့ကိုယ်တိုင်လည်းသိပါပါเนาะရွာကိုရွာကိုယ်တိုင်ကအဲအစိမ်းအားကောင်းတဲ့ရွာဖြစ်ပါတယ်เนาะအစိမ်းအားကောင်းတဲ့ရွာဖြစ်ပါတယ်ဘာတချို့လူတွေရှိတယ်ရှိချင်တဲ့ရှိမှာဒါပေမဲ့လည်းအဲ့လိုမျိုးလုတ်တော့လုတ်မှာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဘေးက ဒါကြောင့်ကုန်းကြီးမှာလူမျိုးတစ်ဖက်ဝင်နေရှိတယ်။ PDF ဆိုမှုရဲ့ရွာလည်းမဟုတ်ပါဘူးเนาะ။အဲ့တော့အဲ့လိုမျိုးအမြင်တွေမမှားကြပါနဲ့เนาะ။အဲ့မှာတော့အတက်နိုင်ဆုံးကတော့လက်ရှိကတော့ကျွန်တော်ပစ္စည်းစောင့်နေတယ်ဗောနော်။တချို့ကလည်းပါဆယ်ပို့လို့ရှင်တတိထားဗောနော်။ပြောချင်တာတော့ပါဆယ်ရတစ်ချောက်လုံးကျွန်တော်စီပို့လာကြမှာပဲ။တော့ကားပေါ်တွေတင်လာကြမှာပဲเนาะတောက်လျှောက်တင်လာကြမှာပဲအော်တကယ်လို့များမတော်ရီရောလုံးချင်တယ်ဆိုလို့ရှင်လဲကားပေါ်မှာနေသူ့အတူမတော်ရီရောဖြစ်သွားနိုင်တယ်လေ ဲ့တော့ကျွန်တော်ဟိုတာဂတ်ထားတာကတခြားလူတွေကိုဖြည့်နေဖြစ်သွားမှာပေါ့နော်ကျွန်တော်စီရောက်လာတော့မှတခုခုဖြစ်တယ်ဆိုရင်လည်းကျွန်တော်ခံမှာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကသူများကောင်းမှုလုပ်နေကိုကောင်းမှုလုပ်တာတခုမပေါ့နော်အဲ့တော့အများကောင်းကျိုးလုပ်နေတဲ့နေရာမှာဒီလိုမျိုးတိန်းဆောင်ခဲ့တယ်ဆိုလို့ရှိရင်လည်းနော်အဲ့တော့ကျွန်တော်ဝမ်းနေနေမှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ဝမ်းနေနေမှာမဟုတ်ဘူးခွေးမဆိုင်ပါဘူးနော်အဲ့တော့ အတက်နိုင်ဆုံးကတော့တော်တော်များများတော့ကျွန်တော်ထင်ပါတယ်ဒီဟိုဟာတွေကပစ္စည်းတွေကကားကိတ်ရောက်ပြီဆိုလို့ရှိရင်တေးချာစစ်ဆေးကြတယ်စစ်ဆေးဖွင့်ပြရတယ်ဖွင့်ပြပြီးတော့ပို့ရတယ်ပေါ့နော်အဲ့တော့အတက်နိုင်ဆုံးကတော့စင်ပြီမလို့တော့ထင်ပါတယ်ဆိုတော့ဒီအပိုင်းပစ္စည်းတွေပို့တာကျွန်တော်စောင့်နေတယ်ပစ္စည်းတွေစုံပြီဆိုလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့ထုတ်ပို့ရမယ်နော်နေ့တိုင်းဒီအထုပ်တွေကကျွန်တော်ဆလိုက်အကြီးကြီးတွေခစားလောင်းရှိတဲ့ဆလိုက်အကြီးကြီးတွေကိုထည့်ပြီးတော့ကျွန်တော်ထုတ်ပို့မယ်ထုတ်ပို့ပြီးလို့ရှိရင်တေးချာချုပ်မယ်ချုပ်ပြီးလို့ရှိရင်အဲပို့ဖို့ကျွန်တော်လုပ်မယ်ပေါ့နော် ကျွန်တော်အချိန်ကဟွာနေ့လောက်ထိယူမယ်ဒီနေ့က16ရက်နေ့ဆိုတော့နောက်၄ရက်လောက်ထိကျွန်တော်ယူမယ်၄ရက်လောက်ထိယူပြီးတော့တေချာထုတ်ပူထားရမယ်ပေါ့နော်ထုတ်ပူလို့ရှိရင်အဲသူတို့စီရောက်အောင်ကျွန်တော်ပို့ဆောင်မှာဖြစ်ပါတယ်ဆိုတော့မီဘီဖြစ်တယ်ဆိုတော့ထုံးတဲ့နိုင်မယ်နော်မီဘီဆိုတာက အချားရန်သူတွေတက်ပူဆိုးတယ်ရန်သူငါးပါးထဲမှာအဆိုးဆုံးပေးပဲနော်သူတို့အတွက်ဝိုးစရာအဝတ်တောင်မရှိတဲ့သူတွေအများကြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အမြန်ဆုံးပို့နိုင်အောင်လုပ်မယ်ဆိုပေမဲ့လည်းအနေရရကပို့တဲ့ဟာတွေကဒီနေ့ဆိုရင်စာပို့နေကြပြီပေါ့နော် ။အဲဒီနေ့ရောက်မဲ့ဟာတွေဆိုလို့ရှိရင်လည်းရှိတယ်ပေါ့။အဲ့တော့ပြောချင်တာကတော့တချို့ကိစ္စတွေမှာလည်းဝါစားပို့တယ်။တချို့တခါလည်းရှင်းမိလိုက်တယ်။ဒါကကျွန်တော်တို့လုံနေရတဲ့ပုံစံရှင်းပြရအောင်ဘယ်သူမှပြစ်တင်တာမဟုတ်။တခါလည်းရှင်းမိလိုက်တယ်။ကျွန်တော်လည်းသွားယူတယ်။ဒါပေမဲ့တစ်ခေါက်တည်းမရအောင်အနေရရဲ့ကပို့တာဖြစ်တဲ့တော့အခေါက်ခေါက်လီလီသွားယူရတယ်။အချိန်မတူဘူး။ခေါက်ခေါက်လီစုပြီးမှသွားယူမယ်ဆိုလို့ရှိရင်တော့မှာတော်တော်လေးကိုအချိန်ကြာစုတဲ့ခါကျကားကက်ကအိုအစ္စလမ်ဝင်အောင်ဖုံးဆက်တာကို နားထောင်ပြီးတော့မှအဲစုပြီးတော့တွားယူရင်တော့မှ၃လ၅ခေါက်တွားယူရတစ်ခေါက်တစ်ခေါက်တွားလို့ရှိရင်စီဘူးပုံညာစီကတော်တော်များတယ်နော်အဲ့လိုမျိုးအခြေအနေမျိုးနဲ့ကျွန်တော်တို့ရင်ဆိုင်ပြီးတော့စုစည်းပြီးတာဖြစ်ပါတယ်အများအကျိုးအတွက်လုပ်ပေးတာဖြစ်ပါတယ်နော်ကိုကျိုးအမြတ်တစ်ခုမှမရှိပါဘူးတော့ပစ္စည်းတော်တော်များများစုစည်းပြီးလို့ရှိရင်ပို့ပေးမယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေမျိုးမှဘာပဲဖြစ်ဖြစ်နော်တယောက်အဆင်မပြေတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့တယောက်ဟောကူညီကြမယ် လက်ခံရမယ်ပေါ့နော်ကျွန်တော်အဆင်မပြေတဲ့ချိန်ညရင်လည်းကျွန်တော်ကူညီကြတာပဲအဲ့တော့သူများအဆင်မပြေတဲ့ချိန်ညရင်လည်းကျွန်တော်ကဒီတိုင်းရက်နေလို့မရဘူးအကုန်လုံးကူညီကြမယ်ဆိုတော့အပြန်အလှန်ကူညီတာတဲ့ကျွန်တော်ကိုပြန်ကူညီစရာမလိုတော့ကျွန်တော်ကူညီတာတစ်ချိန်ခံဝဲတဲ့သူတို့ဆိုလို့ရှိရင်တခြားသူတွေကိုလက်ဆင့်ခံပြီးတော့ကူညီကြပါเนาะအဲ့လိုပဲကူညီလိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကူညီခက်ကိုကိုကူညီခဲ့တဲ့သူတခြားတွေမှာလိုက်ပါအာနောက်တစ်ယောက်ကိုဆက်ပြီးတော့ကူညီပါဆိုကဘာကြီးကချစ်ဖို့ကောင်းတော့မှာဖြစ်ပါတယ် ီနေ့တော့တတင်းကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီရင်ကျေးဇူးတင်ပါတယ်ဆိုတော့တူတူလေးနဲ့စောစောလေးနားလိုက်ကြရအောင်ပါကျေးဇူးများတင်ပါတယ်ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ERP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။